ချူမြမြအတန်နဲ့ပြိတ္တတို့ရဲ့အသေးကိုကိုင်လုံနိုင်ခဲ့တဲ့စတူဒီယိုကျယ်ပွင့်စောမင်းလေးဟာအခုတော့အမှုပညာလောကကိုအပြီးတိုင်ဆုံးခွာသွားခဲ့ပါပြီအခုလိုဆုံးခွာသွားခဲ့ပေမဲ့စောမင်းလေးရဲ့စတူဒီယိုခေတ်အမှုပညာဖြတ်သန်းမှုတွေကတော့တောက်ပနေမှာပဲဖြစ်ပါတယ်စောမင်းလေးရဲ့နောက်ဆုံးခီးစဉ်ကိုတော့သူ့ရဲ့မိသားစုဝင်တွေနဲ့အမှုပညာရှင်တငယ်ချင်းများစွာကအိုးဆောင်ပေးခဲ့ကြပါတယ်စောမင်းလေးရဲ့ဇနီးဖြစ်သူ အဆိုတော်ဒေါ်လေးလေးຫນွေဟာခင်မွန်းဖြစ်သူဝေဒနာခံစားခဲ့ရတာတွေနဲ့ပတ်သက်ပြီးအခုလိုပဲပြောပြခဲ့ပါဗျာ။ဒီမီလီယံကဒီမီလီယံလေးဖြစ်တဲ့ ဇော်မင်းလေးဟာစတူဒီယိုခစ်သုံးခစ်ကိုဖြတ်တန်းလာခဲ့သူဖြစ်ပြီးအဆိုတော်မင်းမင်းလက်လာရှိုးသိန်းအောင်စိုးပိုင်ကျော်ဆွေဟန်တို့နဲ့ခစ်ပြိုင်စတူဒီယိုကျဲဝင်လည်းဖြစ်ပါတယ်1990ခုနှစ်တုန်းကဇော်မင်းလေးရေးဆက်ခဲ့တဲ့အာလူးလာမပေးနဲ့တခြင်းကိုအဆိုတော်ဝေမိုးကတီဆိုခဲ့သလိုပိတ်တက်တွေရဲ့အားပေးမှုကိုလည်းအခဲနဲ့ရရှိခဲ့တာပါလုတ်ဖို့ကိုင်းပတ်လေးဖြစ်ဆရာသမားလိုလဲလေးစားခဲ့ရတဲ့ဇော်မင်းလေး ကွယ်လွန်ခဲ့တာဟာဆိုတော်ဝီမိုးအတွက်တော့ဘလို့ဆုံးရှုံးမှုမျိုးပါလဲကျွန်တော်ရဲ့ကိုယ်တော်မြင်ရတော့ငယ်ငယ်လေးဖြစ်တယ်ဆရာသမားလည်းဖြစ်တဲ့ခါကျတော့ ဇော်မင်းလေးကိုယ်တိုင်တီးဆိုခဲ့တဲ့တယောက်တည်းမမအေးစတဲ့တခြင်းတွေဟာလည်းနာမည်ကြီးတီးတဲ့ခြင်းတွေပဲဖြစ်ပါတယ်